ရန်ကုန်မြို့မှာပြန်ကျဈေးတွေနဲ့စီးကပ်မဲ့ဆိုင်တွေလမ်းဘေးဝဲရာမှာခေါင်းရွက်ပြတ်ထိုးဈေးတွေတွေကိုမမြင်ချင်ဘူးဆိုတဲ့မင်းအောင်လှိုင်ရဲ့အမိန်ကြောင့်ယာယီဈေးတွေပြန်ကျဈေးတွေနဲ့လမ်းဘေးဝဲရာကဆိုင်တွေကိုဒီရက်ပိုင်းအတွင်းမှာစစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်အော်တိုဘားလာ၁၀နေက ရန်ကုန်မြို့ဒလစ်တရာစီမံကိန်းနဲ့တကုံမြို့သစ်တောင်ပိုင်းစစ်မှုထမ်းဟောင်းအင်ယာခေါ်မုတ်ဆုံးမအင်ယာတိဆောက်ရေးကိုလာရောက်စစ်ဆေးထားတဲ့မင်းအောင်လိုင်ကအပြန်မာတင်ငန်းကျွန်းတောင်ဝေတာကေတဗဟန်တကုံနဲ့ကမာရုတ်မြို့နယ်တွေကိုကားနဲ့လှည့်ပတ်ကြည့်ရှုခဲ့တာလည်းဖြစ်ပါတယ်အဲလိုကြည့်ရှုရင်မေအောင်လိုင်းကလမ်းဘေးဝဲရမှာပြန်ကြဈေးတွေခေါင်းရွက်ပြတ်ထိုးဈေးတွေနဲ့စီကတ်မဲ့ဆန်ကန်တွေကြောင့် မြို့ရဲ့အလှပကိုအကြီးတန်းစေတာကြောင့်ကြက်မဲ့ဆောင်ရသားဖို့နဲ့နောက်တစ်ခါတူလာတဲ့အခါမှာအခုလိုမမြင်ချင်းဘူးလို့ထုတ်ဖို့ပြောဆိုသွားတယ်လို့လည်းသိရပါဗျ။ပကိုးတိုင်းပတောင်းမြို့နယ်ကအချက်ပစစ်တရဲ့0.63လုံးစခန်းကုန်းကိုအရခတတော် AA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးလို့ AA ကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကိုတော့အောက်တိုဘာလ15ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ ပဲခူတိုင်းဗရောင်းမြို့နယ်ကအချက်ဖတ်စစ်တပ်ရဲ့0.63လုံးစကန်ကုန်းကိုအရခတတော် AE ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်းနဲ့နောက်ထပ်စစ်တပ်ရဲ့နေရီကန်ဗျူဟာဂုံးကြီးကိုပါအပိတ်သက်သိမ်းပိုက်နိုင်မှုထိုးစစ်ဆင်နေတဲ့အကြောင်းကိုအရခတတော် AE ကသတင်းထုတ်ပြန်လာတာပါပဲခူတိုင်းလက်ဗရန်မြို့နယ်ကတရချောင်းချင်းရွာဘက်စစ်ကြောင်းထိုးလာပြန်တဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွေ့စစ်တပ်ဘက်ကစစ်သားအယောက်20ကတော့အတိအသေးတိုက်ကုန်ကြတဲ့အပြင် အဲ့ဒီစစ်သားမတအလောင်းတွေစီကနေတနက်16လက်ကိုပါတော်လိုင်းတက်တွေကတပါနဲ့တင်းစီရရှိထားရုံနဲ့မကနောက်ထပ်စစ်သား12ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့တိုက်ခိုက်မှုအတွင်ပါဝင်နေတဲ့ PDF သတင်းရှင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်